ကျွန်တော်ဒီမှာ၈နဲ့9နဲ့ကျွန်တော်တို့၄၁ခွန်ပေါ့နော်။တော့ကျွန်တော်မြန်မာနော်၈နဲ့9၄၁ခွန်မရှင်းနဲ့ငားနဲ့ကျွန်တော်ဒီမှာခွန်တက်လေးပေါ့နော်အဲဒီပြိမ့်ပေါ့နော်ရှင်းနဲ့ငားခွန်တက်လေးအဲ့ဒီလိုပဲဒီမှာလဲကျွန်တော်တို့ရှင်းနဲ့ငားခွန်တက်လေးပေါ့နော် ရှင်းတဲ့ငန်းနဲ့ခွန်တက်လေးဆိုပြီးတော့သူရိုက်တယ်ဗောနော်။ကာလာပင်ကုံနေတာ။ဟုတ်ပြီနော်။အဲ့တော့၈၁2 5 8ဗောနော်။2 5 8 4 1ခွန်ရှင်းတဲ့ငန်းခွန်တက်လေးအဲ့ဒီလိုရိုက်တဲ့နော်သူသူဖရင်ရရှိရနော်ဒါကျွန်တော်ဒီနားအပြတ်ပြလိုက်။သူနဲ့အချင်းကကဒီ9 30ဆိုတဲ့ကဏန်းလေးက9 30ဆိုတဲ့ကဏန်းကနောက်တစ်နှစ်ကျော်မှသူဒီမှာထွက်တယ်ဗောနော်။ ဒီမှာထွက်တယ်အဲ့ဒီလိုပဲကျွန်တော်ဒီ2 5 8နဲ့4 7 9အကျင်ကြိုက်ကဒီကျွန်တော်တို့ဒီ2ခု2ဆိုတဲ့ကဏ္ဍကလည်းသူ့ရဲ့တစ်နှစ်ကျော်ကျွန်တော်တို့ဒီမှာလာထွက်ပြီးသွားပြီပေါ့နော်အဲထွက်ပြီးသွားပြီဟုတ်ပြီဒီ2 5 8 4 7ခုဒီ2ခု2ဒီမှာဘာကြောင့်လာထွက်ရသလဲဆိုတော့ကျွန်တော်ဒီမှာကြည့်အောင်ဒီ8 9 9 10နောက်တစ်နှစ်ကျော်ကိုထွက်တော့ ဒီ933ဆိုတဲ့အထောက်ကိုယူပြီးတော့သူကထွက်ပေးသွားတာပေါ့နော်အဲ့ဒီလို933အထောက်နဲ့ဒီ930အထွက်တယ်လို့ပဲကျွန်တော်ဒီ2584ခွန်ဒီ2ခွန်နဲ့ဒီလဲကျွန်တော်နောက်တစ်နှစ်ကျော်ထွက်တော့ဒီ933ဆိုတဲ့အထောက်ကိုယူပြီးတော့သူဒီမှာလာပေးသွားတယ်ပေါ့နော်လာပေးသွားတယ်ဆိုတော့အဲ့ဒီတော့ကျွန်တော်ဒီအောက်မှာပေါ့နော်ဒီအောက်မှာကစားမဲ့ကဏ္ဍပေါ့နော်အဲ့တော့ဒီအောက်မှာကစားမဲ့ကဏ္ဍဆိုတော့ကျွန်တော်ဒီ2ခွန်နဲ့ ကိုတုံညာတုံအထောင်းနဲ့ထွက်တဲ့သူ့အောက်မှာကစားမဲ့ကနန်းဒီ90ကိုတုံညာတုံအထောင်းနဲ့ဒီမှာ90ထွက်တဲ့သူ့အောက်မှာထွက်တဲ့ကနန်း၄တုံညာ၄ပေါ့နော်၄တုံညာ၄လို့သူပြိရှက်လို့ရိုက်တာအဲ့ဒီ၄တုံညာ၄ကဘယ်ကလာတာလဲဆိုရင်ကျွန်တော်တို့ဒီပရင်တခဲ့တဲ့၈နဲ့၅ခွန်တက်လေးရဲ့ဒီဘက်နှစ်ထဲကကျွန်တော်တို့နော်ဒီလာခဲ့တဲ့ကနန်းပေါ့နော်သူကဒီမှာရှိတယ်ပေါ့နော်အဲ့ဒီလိုလာခဲ့တဲ့ကနန်းဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ เอออะเนาะဟုတ်ပြီဘယ်လာလဲအဲ့ဒါမကြည့်ခင်ကျွန်တော်ဒီ၄၃ညာ၄ကိုပဲကျွန်တော်တက်လက်စားတယ်ပြောလိုက်အောင်เนาะအဲ့တော့ဒီမှာ၄၃ညာ၄ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာလဲเนาะဒီ9 30 9 30ထွက်တယ်9 3ညာ3နဲ့4 3ညာ4လို့ပေးတယ်เนาะ9 3ညာ3ထောက်တယ်4 3ညာ4လို့ပေးတယ်9 30ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာနှစ်ခွနဲ့ထွက်တယ်9 3ညာ3ထောက်တယ်သူ့အောက်မှာလဲကျွန်တော်ဒီ၄၃ညာ၄လေးကိုပဲကျွန်တော်ကြောင်ထက်ကစားအောင်ပဲဗျာเนาะ အဲ့တော့၄၃ည၄ကိုပဲပြောင်းထည့်ကစားအောင်မယ်ဟုတ်ပြီဒီကြားတဲ့ဒါလေးဖြတ်ပြောလိုက်ပါဘာဖြစ်လို့၄၃ည၄ကိုဒီမှာပြောင်းထည့်ကစားမှလဲဆိုတော့နော်ဒီမှာလဲ၄၃ည၄ပေးထားတယ်ဒီမှာလဲ၄၃ည၄ပေးထားတယ်နော်အဲ့တော့၄၃ည၄ကိုဒီမှာပြောင်းထည့်ကစားရဲအကြောင်းရင်းကကျွန်တော်သူ့မှာလဲနော်ဒီအချိန်မှာပေးနိုင်တဲ့အထောက်လေးတွေရှိရပေါ့နော်အဲ့ဒါဆိုရင်ဒီမှာဒီ frame လေးကိုအရင်ကြည့်အောင်ကျွန်တော်ဒီ frame လေးကိုအရင်ကြည့်အောင်ဆိုတော့ကျွန်တော်ဒီမှာ 298နဲ့8305ပေါ့နော်298 8305เนาะ298 8305ကျွန်တော်ဒီမှာလဲ298 8305လို့ရိုက်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာအထူးကြောင့်မူလဲဒီ298 8305ရဲ့ဘေးမှာကြတဲ့ကဏ္ဍဒီ693ဆိုတဲ့ကဏ္ဍဒီအပေါ်ကနေရောက်လာတဲ့ကြာလာတဲ့ကဏ္ဍပြန်ကြကဏ္ဍပေါ့နော် အဘလူနေရာခဏလဲဆိုသူ့ရဲ့တနစ်ကျော်အကြိမ်ကိုက်မှာကျွန်တော်360 336လို့ထောက်ထားတဲ့ဟာဒီက633ဒီကြံကြတော့98 835ရဲ့ရင်ဆိုင်မှာကြတယ်အဲ့ဒီလိုပဲကျွန်တော်ဒီမှာ298 835ရဲ့ရင်ဆိုင်မှာကြတဲ့639ခွန်ဒီလဲပထမကက်လိုပဲအပေါ်ကနေလာခဲ့တဲ့ကနန်း639 9ဘလူနေရာခဏလဲဆိုပထမကက်လိုပဲကျွန်တော်ဒီမှာ630 633အပတ်လဲထောက်ထားတဲ့ကနန်းနော် အကနပေါ့ပြန်ကြတယ်ပေါ့နော်ဒီကုသညာခွင်နေ့9ရက်8သုညာ9ရက်ပြီးမှပြန်ကြတယ်ဟုတ်ပြီဒီမှာလဲ360အထောင်းနဲ့အချိန်ကကကုသညာ3ဒီပြန်ကြတယ်နေ့9ရက်8သုညာ9နဲ့ပြန်ကြတယ်ဟုတ်ပြီအဲ့ဒီ9ရက်နဲ့8သုညာ9ကုသညာကုသုံးပြန်ကြရဲ့နော်ဒီအချိန်ကက6သုညာ2ဆိုတဲ့ကဏ္ဍနောက်တစ်နှစ်ကိုလိုက်ထွက်တယ်ဒီမှာထွက်တယ်ပေါ့နော် ဒီမှာထွက်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ630ထောက်ထား939ခွန်အဲ့ဒီ630ထောက်ထားတဲ့939ခွန်ဒီဒီမှာပြန်ကြတယ်25ကြီး739နဲ့ပြန်ကြတယ်ပထမကက်လို့ဆိုရင်သူနဲ့အချိန်ကက်ကဒီ344ကိုလဲနော်ဒီ344ကိုဒီအချိန်မှာထည့်ကစားမယ်ဘာဖြစ်လို့ထည့်ကစားမှာလဲဆိုတော့ तू ကဟုတ်ပြီပေါ့နော်အဲ့တော့ဒီ ားရှင်းနဲ့ရှစ်တုံညာငါကိုးတုံညာတုံပြန်ကြတဲ့အချိန်က6တုံညာနှစ်ကို तू ကဒီမှာမပေးခင် तू ရဲ့အပေါ်မှာပေးခဲ့တဲ့ကဏ္ဍသည်နော် तू ရဲ့အပေါ်မှာပေးခဲ့တဲ့ခွန်30ဆိုတဲ့ကဏ္ဍကတနည်းကျော်လာတဲ့ကဏ္ဍဟုတ်ပြီနော်တနည်းကျော်လာတဲ့ကဏ္ဍဘလို့နေရာကဏ္ဍလဲဆိုရင် तू ရဲ့ရင်ဆိုင်က8တုံညာ5သည်ပြန်ကြကဏ္ဍဒီမှာပြန်ကြကဏ္ဍအဲ့ဒီ ပြန်ကြကနန်းရဲ့နော်ရှစ်တုံညာကပြန်ကြကနန်းရင်ဆိုင်မှာရှိတဲ့ကနန်းကိုတနေ့ကျမှအရင်ပေးတယ်နော်အရင်ပေးတယ်ခွန်30ဆိုပြီးတော့ဘလင်းအမောင်ကအရင်ပေးတယ်ပေးပြီးမှသူကနော်ဒီ9ရှစ်နဲ့ရှစ်တုံညာ9 6တုံညာ3နဲ့အချိန်က6တုံညာနှစ်ကိုရိုက်တယ်နော်မရိုက်ခင်မှာသူအပေါ်ခွန်30တနေ့ကျပြန်ကြကနန်းရှစ်တုံညာ9ပြန်ကြကနန်းရဲ့ရင်ဆိုင်ရကနန်းရိုက်ပြီးမှ ဒီ6တုံညာနှစ်ကိုထည့်တယ်ဆိုရင်အခုဒီမှာကျွန်တော်တို့ကလည်း2 5 6တုံညာ9တုံညာခုနကကျတော့တုံညာလေးလေးကိုဒီမှာထည့်မယ်ထည့်မယ်ဆိုသူ့ရဲ့အဘောကဏ္ဍဒီလဲပရမကတ်လိုပဲဖြစ်လာဆိုသူ့ရဲ့တနစ်ကျော်လာတဲ့နှစ်ခုနှစ်ဖြစ်တယ်နော်ဘလူနီယာကဏ္ဍလဲသူ့ရဲ့ရင်ဆိုင်ကကဏ္ဍဒီပြန်ကြကဏ္ဍ196ဒီပြန်ကြကဏ္ဍနော်အဲ့တော့ဒီတုံညာလေးလေးမပေးခင်မှာပေးရမယ်ကဏ္ဍဒီရှစ်တနစ်ကျော်ကပြန်ကြကဏ္ဍရင်ဆိုင်ကကဏ္ဍကိုပေးပြီးမှပေးတယ်ဆိုရင် နော်ပြီးမှာပေါ့နော်ဘာလို့လဲဆိုဒီမှာလဲကျွန်တော်ဒီ6 3နှစ်ကိုမပြီးခင်မှာသူ့ရဲ့အပေါ်ကဏ္ဍဒီ8တနှစ်ကျော်ကပြန်ကြကဏ္ဍရင်ဆိုင်ကကဏ္ဍကိုပြီးပြီးမှာဒီ6 3နှစ်ကိုပြီးတယ်ပေါ့နော်အခုလဲကျွန်တော်တို့ဒီမှာ196ပြန်ကြကဏ္ဍရင်ဆိုင်ကနှစ်ခုနှစ်ကိုဒီမှာပို့ပြီးမှာသူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီကျွန်တော်တို့နော်အဲ့ဒီဖရရဲ့ line ရဲ့25ကြီး8 3ညာက9 3ညာကိုပြန်ကြအချိန်ကတော့3ညာလေးလေးကိုဒီမှာထည့်ကစားမှာပေါ့နော်ဟုတ်ပြီဒါဒလိုက်ပေါ့နော် ဟုတ်ပြီအဲ့တော့တုံညာလေးလေးကလည်းအကြောင်းဒီအချိန်မှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ90 90တုံညာ3ထောက်ထွက်တယ်တုံညာလေးလေးထွက်တယ်လို့အဲ့တော့ဒီမှာ2ခွန်းနဲ့90တုံညာ3ထွက်ထောက်ပြီးတော့ထွက်တယ်အဲ့အောင်မှာ3 4တုံညာလေးကိုလည်းကျွန်တော်တို့ကပြောင်းထည့်ကစားလို့ရတယ်ပေါ့နော်အဲ့တော့နောက်ထပ်တလိုင်းကနောက်ထပ်တလိုင်းကရှိသေးလားဆိုကျွန်တော်ဒီတုံညာလေးလေးကဟုတ်ပြီကနော်အဲ့ဆိုရင်ကြည့်အောင် ဒါပေမဲ့နှစ်ပိတ်မှာပေါ့နော်ဒီဟာလေးကကျွန်တော်ခဏခဏအပတ်တိုင်းပြနေကြပြန်ကြကနန်းနှစ်ပိတ်မှာပြန်ကြကနန်း9 8 4 4 9 9ဆိုပြန်ကြရအောင်နောက်16နှစ်မြောက်16နှစ်မြောက်ဒီ9 8 5ဆိုတဲ့ကနန်းဒီလေအပေါ်ကပြန်ကြကနန်းနော်ပြန်ကြကနန်းဟုတ်ပြီနောက်16နှစ်မြောက်ကျွန်တော်ဒီ6 8ဆိုတဲ့ကနန်းဒီလေအပေါ်ကပြန်ကြကနန်းဟုတ်ပြီနော်အဲ့ဒီတော့ဒီပြန်ကြကနန်းကနေကျွန်တော်တို့၄နှစ်ရေလိုက်မှာပေါ့နော် နှစ်ပိတ်မှာပြန်ကြရနေ၄နှစ်ရေးလိုက်မယ်၁နှစ်၃နှစ်၄နှစ်ရေးလိုက်တဲ့အခါမှာကျွန်တော်ဒီမှာဗရိတ်ဗရိတ်စီနေပါတော့ဒီမှာဗရိတ်၄ဒီမှာဗရိတ်၅နော်ဗရိတ်၄၅လို့ရိုက်တဲ့ဘေးကဟဲ့ဒီက၈၁နှစ်ဆိုတဲ့ကဏ္ဍဒီနောက်တစ်နှစ်ကိုလိုက်ထွက်တယ်အဲ့ဒီ၈၁နှစ်က၂၈၁လို့လိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်တယ် အဲ့ဒီ၈တင်းနေရပြီမှာလဲဒီမှာစီနီယံရိုက်ထားတယ်နော်တောက်မှာလဲစီနီယံရိုက်ထားဒါဆိုဒုတိယကဟုတ်ပြီဒီပြန်ကြကနန်းနေ၁၆နှစ်မြောက်ဒီမှာပြန်ကြသူကနေ၁နဲ့၃၄ရေးလိုက်တဲ့အခါမှာကျွန်တော်တို့ခုနလိုပဲဗရိတ်လေးဗရိတ်ငါးထောက်တယ်ဒီမှာဗရိတ်လေးဗရိတ်ငါးထောက်ထားတဲ့ပြီးရ၈ခွ၅ဆိုတော့ကနန်းဒီလဲနောက်နှစ်ကိုထွက်တယ်ဒီမှာနော်လိုက်ထွက်တယ်နောက်နှစ်ကိုထွက်တယ်သူထွက်တော့ကျွန်တော်ပထမက ရှစ်တနည်းနောင်းနှစ်ကိုနော်ဒီမှာပရိလေးပရိငါရဲ့ဘေးကရှစ်တနည်းနောင်းနှစ်ကိုထွက်တယ်ထွက်ပြီးတော့သူကနေ1နဲ့3အောက်ကို3ပင်ပေါ့နော်အဲအောက်ကို3ပင်ဆင်းပြီးတော့အဲ့ဒီက9ခွန်8ဆိုထွက်တယ်အဲ့ဒီ9ခွန်8ဒီလေဒီ8နှစ်ကနေဒီပရိလေးပရိငါထောက်ထားတဲ့9ခွန်8ပဲဖြစ်တယ်ပေါ့နော်အဲ့ဒီမှာထူးခြားမှုလေးကသူ့ရဲ့ဆောင်းမှာလဲစီနီယံရိုက်ထားတယ်နော်စီနီယံကဏ္ဍတကောက်ရိုက်ထားဒီမှာလဲ သူ့ရဲ့ဆောင်ပရိလေးပရိငါးထောက်တဲ့အဲ့ဒီကနေနောက်နှစ်ကိုထွက်တဲ့ထွက်ပြီးသူ့ရဲ့ဆောင်မှာစီနီယံရိုက်တယ်အခုလဲဒီမှာပရိလေးပရိငါးထောက်တဲ့ဒီရှစ်ခွန်ငါးဒီနောက်နှစ်ကိုရိုက်မယ်ရိုက်တယ်ပေါ့နော်ရိုက်သွားပြီအဲ့တော့ဒီရှစ်ခွန်ငါးဆောင်မှာလဲစီနီယံထောက်တယ်ဒါဆိုရင်ကျွန်တော်တို့နော်ဒီပြန်ကြကနေ18နှစ်မြောက်ခုဒီမှာ6နှစ်ရှိဆိုတာပြန်ကြနော်အပေါ်ပြန်ကြကနေအဲ့တော့ပြန်ကြကနန်း၄နှစ်ရင်မ၁နှစ်၃လ၄နှစ်မြောက်မှာကျွန်တော်ဗရိတ်၄ဗရိတ်၅ဆိုတော့ဒီမှာ နော်ပရိလေးပရိငါရဲ့ဘေးကကနန်းနောက်နှစ်ကိုထွက်ရမယ်ဆိုတော့ကျွန်တော်ဒီအချိန်မှာပေါ့နော်ဒီအချိန်မှာခုနဖရိနဲ့လည်းဖန်ကန်ဒီအချိန်မှာအဲ့တော့ဒီအချိန်မှာဆိုတော့ကျွန်တော်ကြည့်လိုက်လို့ရှိရင်သူကနေကျွန်တော်တို့1နဲ့3ရေးလိုက်မယ်1နဲ့3မှာကြည့်လိုက်လို့ရှိရင် ခုနကျွန်တော်တို့အဲ9ခွန်8ပေါ့နော်9ခွန်8ဒီမှာပရိလေးပရိငါထောက်ထားတဲ့9ခွန်8အဲဒီ9ခွန်8ကနေ1နဲ့3ရေးလိုက်လို့ရှိရင်လည်းကျွန်တော်လေကတိပုံစံ ရေးလိုက်လို့ရှိရင်လည်းဒီမှာနှစ်ရှစ်တဲ့အဲ့ဒီနှစ်ရှစ်တဲ့ဒီလဲကျွန်တော်တို့ဒီဘက်နှစ်ကကျွန်တော်တို့ဒီမှာပရိလေးပရိငါထောက်ထားတဲ့နှစ်ရှစ်တဲ့ပေါ့နော်အဲ့တော့လိုက်ထားတဲ့နှစ်ရှစ်တဲ့ဆောင်မှာတင်းနဲ့သုံးစီနီယံရိုက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့လိုက်ထားတဲ့၅ခွန်ရှိတဲ့ဆောင်မှာလဲစီနီယံရိုက်တယ်ပေါ့နော်နော်စီနီယံတကွဒါဆိုရင်ကျွန်တော်တို့ကဒီ၂၁ချိန်မှာသူ့ရဲ့ဆောင်မှာလဲအဲသူ့ရဲ့ဆောင်မှာဒီအချိန်မှာလဲကျွန်တော်တို့ကစီနီယံတကွနော်ဒါလေးကို နောက်ဆက်တစ်ချိန်မှာကျွန်တော်တို့ကဒီဒီဆောင်မှာစီနီယံတဲချရမှာပေါ့နော်ဟုတ်ပြီနော်အဲ့တော့တုံညာလေးလေးကလည်းကျွန်တော်တို့ဒီပရိလေးအဲ့တော့ပရိလေးပရိငါထောက်တဲ့ဒီ၈တနစ်နောင်နစ်ကို လိုက်ထွက်တယ်ထိုက်ထွက်တယ်၁နှစ်၃ဆင်းတယ်နော်ဆင်းပြီးတော့ဒီမှာကျွန်တော်တို့၅ခွန်း၈ဆိုရယ်ကဏ္ဍဒီလေပရိလေးပရိငါထောက်ပြီးတော့ဒီမှာ၅ခွန်း၈လို့ထွက်တယ် အဲဆိုလဲ1နဲ့3ဆင်းမယ်ဆင်းမယ်သူနဲ့တန်တန်းမှသွားမယ်ဒီမှာ၄၃ညာလေးထည့်မယ်ဘာလို့လဲသူရဲ့ဒီဘက်မှာ၄၃ညာလေးဒီပရိတ်လေးပရိတ်ငါထောက်ထားတယ်နော်အဲ့တော့ဒီချိန်မှာအဲ၄၃ညာလေးလေး၄၃ညာလေးဆိုတဲ့ခဏလေးလည်းရှိနေပါဘောနော်ဟုတ်ပြီအဲ့တော့အဓိကပြခြင်းနဲ့ခဏကကျွန်တော်နော်အဓိကပြမယ်ခဏကိုကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ဒီမှာကျွန်တော်၃ညာလေးလေးပေါ့နော်အဲ့တော့၃ညာလေးလေးကိုကျွန်တော်မှတ်လိုက်မှာပေါ့နော်၄၃ညာလေးလေး နော်လေးတုံညာလေးလေးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အခုအဓိကပြခြင်းတဲ့ကဏ္ဍကိုကျွန်တော်ကြည့်အောင်နော်အဓိကပြမဲ့ကဏ္ဍကိုကြည့်အောင်အဲ့တော့အခုပထမပြခဲ့တာကျွန်တော်တို့အခုဒီမှာ၄တုံညာ၄တုံညာခါနဲ့ပူကြိုက်တဲ့အတွက်ကျွန်တော်၄တုံညာ၄ကိုဒီလိုပဲနော်အခု၄၄တုံညာ၄ကို တခွက်ပေါ့နော်ဒါလေးကထိုးရမှာပါနော်အဲငွေကနန်းလည်းဖြစ်တယ်ပေါ့နော်သူကနောက်နှစ်ကိုလိုက်ထိုးရမယ်ကနန်းပေါ့